မန္တလေးမြို့စကိုင်းမီလာကွန်ဒိုတွင်ရှာဖွေကယ်ဆယ်ရေးများဆက်လက်ဆောင်ရွက်လျက်ရှိပြီးရုံလောင်း73လောင်းရှာဖွေတွေ့ရှိခဲ့ကြောင်းမြန်မာနိုင်ငံပြည်သက်တပ်ဖွဲ့ကဧပြီလ1ရက်နေ့ည9:00နာရီအချိန်တွင်ထုတ်ပြန်ပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်းငလင်လုခတ်မှုကြောင့်စကိုင်းမီလာအဆောက်အဦပြိုကျပျက်စီးတဲ့နေရာမှာမြန်မာနိုင်ငံပြည်သက်တပ်ဖွဲ့ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည့်တရုတ်ပြည်သူသမ္မတနိုင်ငံမှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာဧပြီလ1ရက်နေ့နနက်7:00နာရီခွဲအချိန်တွင်မှတူ နနက်၄နာရီချိန်တွင် ကြာတူနနက်၁၀နာရီ၈မိနစ်အချိန်တွင်မတူနနက်၁၀နာရီ54မိနစ်အချိန်တွင် ကြာတူနနက်၁၇နာရီ34မိနစ်အချိန်တွင်ကြာတူနနက်၁၇နာရီ41မိနစ်အချိန်တွင်မတူတို့ရုပ်လောင်းများရှာဖွေတွေ့ရှိခဲ့ကြောင်းဆက်လက်ပြီးအေဗလာတရနေ့မိုးလဲ2နာရီမိနစ်20အချိန်တွင်ကြာတူမိုးလဲ2နာရီ41မိနစ်အချိန်တွင်မတူမိုးလဲ2နာရီ52မိနစ်အချိန်တွင်မတူညနေ3နာရီ43မိနစ်အချိန်တွင်ကြာတူညနေ 9နာရီခွဲအချိန်တွင်မတူညနေ6နာရီ50မိနစ်အချိန်တွင်မတူည9နာရီခွဲအချိန်တွင်ကြာတူးရိပ်ယုံလောင်းများထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်းထို့ကြောင့်ဧပြီလ10ရက်နေ့ည9နာရီအချိန်သည်တည်ဆုံးသူကြား6ဦးမ9ဦးစုစုပေါင်း73ဦးယုံလောင်းများရှာဖွေတွေ့ရှိခဲ့ပါကြောင်းရှာဖွေကယ်ဆယ်လုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းမြန်မာနိုင်ငံမိသားစုဌာနချုပ်ကထုတ်ပြန်ပါသည်